င်္ဂလာပါကျွန်တော်ဒေါက်တာစိုးသူရသောဖြစ်ပါတယ်လက်ရှိပြည်သူ့ကော်မတီတက်မတော်မန္တလေးမှာ PDF ရေဘော်တပူးနေနေကျွန်တော်တာဝန်ထမ်းဆောင်နေပါတယ်အဲ့တော့မျိုးဒေါ်လန်ရေးမတိုင်ခင်ကာလာတုန်းကတော့ကျွန်တော်ဟာမြို့နယ်တစ်ခုမှာနိုင်ငံဝန်ထမ်းပေါ်ဆီအောင်တပူးနေနေကျွန်တော်တာဝန်ထမ်းဆောင်နေတာဖြစ်ပါတယ်လက်ရှိမျိုးဒေါ်လန်ရေးကာလာမှာတော့ပြင်ကျွန်တော်ဒီလက်နက်ကင်တက်ပွဲမှာပါဝင်နေတဲ့ PDF ရေဘော်တပူးဖြစ်ပါတယ် ဲ့တော့ဆိုတော့ဒါကျွန်တော်အနေနဲ့ဒါနိုင်ငံဝန်ထမ်းအဲတောဆီအောင်တော့ဦးအနေနဲ့လည်းကျွန်တော်စေရုံမှာအလုပ်လုပ်ခဲ့ဘူးလေလက်ရှိနေဦးတော်လှန်ရေးကာလမှာလည်းဒါ PDF ရေဘော်တဦးအနေနဲ့တောင်းဝန်ထမ်းဆောင်နေတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီနေဦးတော်လှန်ရေးမှာကျွန်တော်တို့တော်လှန်ရေးသမားတွေနဲ့ကျမရေးဝန်ထမ်းတွေဟာဘယ်လောက်ထိကျွန်တော်တို့အပြန်အလှန် အကျိုးပြုကြတယ်ဘလောက်ထိအရေးပါတယ်ဆိုတဲ့ကိစ္စကိုကျွန်တော်ရဲ့အတွေ့အကြုံနဲ့ရှင်းပြီးဒါပြောပြလို့ရပါတယ်အဲ့တော့အားလုံးသိကြတဲ့အတိုင်းဒါကျွန်တော်တို့လက်နက်ကင်တော်လိုင်းရေးမဆခင်ပါဆိုလို့ရှိရင်ဒါမြို့ပေါ်မှာကျွန်တော်တို့ရဲ့မိဘပြည်သူတွေဆန္ဒပြပွဲတွေတပိတ်တိုက်ပွဲတွေဆင်နွှဲနေစဉ်ကလေးကကျွန်တော်တို့ရဲ့ကျမရေးဝန်ထမ်းများဟာဆိုလို့ရှိရင်သူတို့ရဲ့အသက်ကိုပဓာနမထားဘဲနဲ့မြို့ပေါ်မှာပုံရှုပ်ွယ်ရှုပ်နဲ့ ဒါ medical base တွေเนาะကျွန်တော်တို့စေးရုံပြီးထူထောင်ပြီးတော့မှအကြမ်းဖက်စစ်တပ်ရဲ့ဖိနှိပ်ဖြိုခွဲမှုကြောင့်မလို့ထိခိုက်ဒဏ်ရာရခဲ့တဲ့ကျွန်တော်တို့ရဲ့လူတွေအဲတမရေးဆောင်ဆောင်ပြီးခဲ့ကြအောင်အဲတော့လက်နက်ကင်တပ်ပွဲတွေအရှင်ရလာတဲ့အခါမှာဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ကျမကြီးဝန်တန်းများဟာဆိုလို့ရှိရင်ဒါတော်လဲတောင်လဲမှာ PDF ရေးပေါ်နေတဲ့အတူတူအပင်ပန်းအစင်းရဲ့ခံပြီးတော့မှာစစ်ဘေးရှောင်ပြည်သူလူတွေရော ဒါကျွန်တော် PDF ရေးပေါ်နေတော့ကျွန်မရေးဆောင်ရှောက်မှုတွေပေးခဲ့ကြပါအဲ့တော့မြို့ပေါ်မှာကျွန်မရေးဆောင်ရှောက်မှုတွေပေးစင်တော့ကလည်းအချမ်းဖတ်စစ်တပ်ဟာ Medical Base တွေဈေးရုံစေတီးရန်တွေကိုဝင်ရောက်စီးနှင်းပြီးတော့မှเนาะလူမဆန်စွာဖိနှိပ်ခဲ့တဲ့ဖြစ်ရပ်တွေဖြစ်ခဲ့ပြီးဖြစ်ပါတော်ရဲမှာကျွန်တော်တို့လက်နက်ကန်တပ်ပွဲဆင်နွှဲကြတဲ့အခါမှာဆိုလို့ရှိရင်လည်းရန်သူဟာကျွန်တော်တို့ရဲ့တမရေးဝန်ထမ်းတွေစေကူတာမှုပေးနေတဲ့ နေရာတွေစေးရုံတွေကိုဥတီချက်ထားပြီးတော့မှလေချောင်းကနေပြီးတော့မှဘုံကျဲတိုက်ခိုက်တာမြေပြင်ကနေပြီးတော့မှစစ်ကြောင်းထိုးတာအဆရှိတဲ့လူမဆန်စွာအကြမ်းဖက်မှုတွေကိုတောက်လျှောက်လုပ်ခဲ့တာပဲဖြစ်ပါဆိုတော့ရှေ့တန်းကျွန်တော်ရဲ့ຫນွေဦးတော်လန်ကြီးမှာဒဏ္ဍကန်တပ်ဖွဲ့ဝင်နေတဲ့ PDF တွေရဲ့အတက်ဟာအရေးကြီးတယ်လို့လေဒီ PDF တွေကိုနောက်ကနေပြီးတော့မှဒါကျွန်တော်တို့ဂျမရေးစောင့်ရှောက်မှုပေးနေတဲ့ဂျမရေးဝန်ထမ်းများဟာလည်း အင်မတန်အရေးကြီးတဲ့အခန်းကဏ္ဍမှာပါဝင်ပါတယ်။ဒါတော့အခုဆိုလို့ရှိရင် PDF ရေပေါ်ကြီးရဲ့အသက်တွေကိုကာကွယ်ဖို့သို့မဟုတ်ခိကိတ်တန်ရန်ရလာတဲ့အခါမှာဆိုလို့ရှိရင်လည်းခိကိတ်မှုနည်းနည်းတည်းများနည်းအောင်ဆိုပြီးတော့မှဒါကြီးကကမ်ပိန်းတွေလုပ်ကြတာလည်းရှိပါတယ်။အဲ့ဒါလိုပဲကျွန်တော်တို့နောက်တန်းမှာ DPDF ရေပေါ်ကြီးရဲ့ဂျမရေးကိုဆောင်ရှားမှုပေးနေတဲ့ကျွန်တော်တို့ဂျမရေးဝန်ထမ်းများရဲ့လုံခြုံစိတ်ချရတဲ့လုပ်ငန်းခွင် ဖြစ်လာဖို့ရာအတွက်လည်းဒါကျွန်တော်တို့အားလုံးဝိုင်းဝန်းပြီးတော့မှကူညီပေးရမယ်တာဝန်ရှိတယ်လို့ကျွန်တော်အမြင်နဲ့တော့မြင်ပါတယ်အခုဆိုလို့ရှိရင်မြို့သားညီမျိုးကြီးအစိုးရကျမကြီးဝန်ကြီးဌာနကဥဆောင်ပြီးတော့မှ safe hospital safe healthcare ဆိုတဲ့ program နဲ့နော်ဘုံတံခံနိုင်တဲ့မြေအောက်စေယုံတွေတိစောက်ဖို့ရာအတွက်ကဒါဒေါ်လာ၄သိန်း campaign လုပ်ပြီးတာဖြစ်ပါတယ်အဲ့တော့ပြောရမယ်ဆိုလို့ရှိရင်လက်ရှိဒါ NUG ရဲ့ MOH ကနေပြီးတော့မှ လုံနေတဲ့ဒီရဲ့ကမ်ပိန်းဟာဆိုလို့ရှိရင်ဒါတော်လန်ကြီးကိုတစ်ချက်ခုတ်နှစ်ချက်ပြတ်အထောက်အကူဖြစ်စီမှာဖြစ်ပါတယ်။ဆိုလိုချင်တာကရှေ့တန်းမှာဒဏ်ရာရလာခဲ့တဲ့ကျွန်တော်တို့ PDF တွေကိုဒါကင်တင်နိုင်မှာဖြစ်တယ်လို့ PDF ရဲဘော်တွေကိုကင်တင်နေတဲ့ပတ်ဝန်းကျင်မှာလည်းကျွန်တော်တို့ရဲ့ကျမကြီးဝန်ထမ်းတွေကိုနောက်တစ်ဆင့်ထပ်မံကင်တင်ပြီးသားဖြစ်မှာဖြစ်ပါ ဒါကြောင့်မလို့ဒီရဲ့ MOH ကနေပြီးတော့မောဖော်ဆောင်နေတဲ့ဒီ Safe Hospital Safe Healthcare Program ဟာဆိုလို့ရှိရင်တော်လန်ရေးကိုဒီရဲ့တစ်လုံးနဲ့ငှက်နှက်ကောင်ထိမှန်နိုင်ရင်တော်လန်ရေးကိုတစ်ချက်ခုတစ်ချက်ပြန်အနေနဲ့အထောက်အကူဖြစ်စေမှာဖြစ်ပါတယ်။အဲ့တော့ရှေ့တန်းမှာရှိနေတဲ့ကျွန်တော်တို့ရှေ့တန်းကနေပြီးတော့မှခိကိုက်တန်ရာရလာခဲ့တဲ့ကျွန်တော်တို့ PDF ရဲပေါ်များရေးကိုလည်းလုံခြုံစိတ်ချရတဲ့ပုံဝန်ကျင်မှာဒါစီကူတောင်းမှုခံယူနိုင်တယ်။ ဒီ PDF ရေပေါ်တွေကိုစေကူတောင်းမှုကျမရေးစောင့်ရှောက်မှု ပေးနေတဲ့ကျွန်တော်တို့ရဲ့ကျမရေးဝန်ထမ်းများဟာလည်းစိတ်လုံးလုံးချုံချုံနဲ့ကျမရေးစောင့်ရှောက်မှုတွေကိုပေးနိုင်မှာဖြစ်ပါတယ်။ဒါကြောင့်မလို့ဒီရဲ့ campaign မှာကျွန်တော်တို့ဒီရွမ်းမှာရှိနေတဲ့မြန်မာပြည်သူလူထုတွေရောပြည်ပမှာရှိနေတဲ့ကျွန်တော်တို့ရဲ့ပိုင်ရင်းသားညီအစ်ကိုမောင်နှမတွေအားလုံးရောဒါပါဝင်ပေးကြဖို့ရအတွက်ကျွန်တော်အနေနဲ့အနုညော့အာမြစ်တာရက်ခံပါတယ်။ဒါဟာကျွန်တော်တို့လက်ရှိဒေါ်လန်ရေးမှာလက်ရှိအခြေအနေမှာ เนาะကျွန်တော်တို့တကယ်ကိုလိုအပ်နေတဲ့လိုအပ်ချက်ကွက်လက်တစ်ခုကိုဖြည့်ဆည်းရမယ်ရောက်တယ်လို့ဒီဒေါ်လာရေးအတွက်အင်မတန်အရေးကြီးတဲ့ PDF ရေပေါ်ဒီကိုရောကျမ်းမာရေးဝန်တန်းတွေကိုရောတထိုင်ရင်းနဲ့နှမျိုးစလုံးကိုကုညီဆောက်ရှောက်တာဝန်ပေးနိုင်တဲ့ကမ်ပိန်းတွေဖြစ်ပါတယ်ဆိုတာကိုကြားလို့ပါ